ကလေးလေးတော့ကောအဲ congratulations ပါအရင်အားကြပါတယ်အားကြပါတယ် တော့ဒီခုရက်သူ plan ထားတာကြာ2019ရပါဘောเนาะအခုမှထွက်လာတာဘောเนาะဟိုသူဆိုလဲငငယ်တွေကဒီလောက်ကိုယူယူသွတ်နဲ့လုတ်ခဲ့လို့ဆိုတော့ဟိုတချင်းမဆိုရရင်တချင်းမလုတ်ရရင်တချင်းမရေးရရင်အဲ့လိုမနေနိုင်ဘူးအဲ့လိုလုတ်ချင်နေတဲ့လူတွေဘောเนาะအဲ့လိုမျိုးတရားဖြစ်တဲ့အတွက်ဟို तू ကတော့ကလေးပဲမွေမွေကလေးပဲရောက်ဝယ်ရ तू ကသလုံးလိုမျိုးလုတ်နေမယ်ထင်တယ်ခါကျ तू အဲ့လိုအေးစိတ်မနာနေဘူးအဲ့လိုအဲ့လိုနားနေရတော့က तू ကပြင်းတတ်တယ်အဲ့လိုမျိုးအဲ့တော့နားရရောသူမကြိုက်ဘူးသူကလိုအလုံးလုံးဝမပြောရဲတချင်းလုံးဝမသူကပြောရဲဆိုတော့သူလောက်ကမိဆိုင်မလို့ လားသူ့လောက်လည်း strong မဖြစ်ဘူးမဆန်နေကအဲသူ့ထက်ဆိုင်ပို့ပြီးတော့အဲခလေးဆန်တယ်မဆန်နေကရဲ strong မဖြစ်ဘူးပေါ့နော်အမှန်တိုင်းပြောယောက်ျားကြီးပါတော့မှအခုချိန်အသားအသက်မကျဘူးအမှန်တိုင်းပြော၃နှစ်တောင်ကျော်သွားတယ်ဒါပေမဲ့တဖြည်းဖြည်းတော့ကျလာပြီအဲ့ဟာကြီးကိုအဲ့လိုမျိုးအဲ့တော့အချိန်လေးယူကြည့်သေးရပါတော့အားတော့ကြပါတယ်ဒါပေမဲ့မဆန်နေရဲ့ဘယ်လို ော့မထူးပေါ့တော့မဆက်နေကြအောင်အဲ့လိုပေါ့မားနေအဲ့လိုမျိုးကလေးနည်းနည်းဆန်နေတဲ့ရောအဲ့လိုမျိုးကလေးတယောက်ဟိုလိုခေါ်လာမှုတွေမဆက်ဒီမှာတာဝန်ယူနိုင်တဲ့အဲ့လိုခေါ်အားရအဲ့လိုစိတ်တွေမရှိသေးဘူးလို့ကိုယ့်ကိုယ်ကိုချင်တယ်ပေါ့ Won't stop မှာပဲ။ तू तू အခွေထွက်တိုင်းမိဆက်နီအခွေထွက်တိုင်း तू ကလည်းလာတယ်။ तू ခွေထွက်တိုင်းမိဆက်နီလည်းလာတယ်။မိဆက်ရောတကယ်တငယ်ချင်းတကယ်အေးရေအချစ်ဆုံးတငယ်ချင်းတွေဆိုတော့ကိုတငယ်ချင်းရဲ့ကြိုးစားအထောက်မှုကိုလာရောက်အားပေးနေအားဖြည့်ပေးရဖြစ်ပါတယ်။အရင်အားကြပါရယ်အားကြပါရယ်။ဒီခုရက် तू plan ထားကြာပြီ2019တွေရပါတော့။အခုမှထွက်လာပါတော့။အဲဟိုဟာမိဆက်နီလည်းအမှန်တိုင်းပြောကြားရဲမှာအဲ့လို full ban လုပ်နေတာတော်ကြပြီ။2023တွေကထွက်ဖို့အာလုတ်ထားတာဒါပေမဲ့ အဲ့လိုမျိုးပြောရမယ်လူကဈာထဲမှာအဲ့လိုလုံးလုံးလိုက်မလုံးလိုက်အဲ့လိုမျိုးဖြစ်နေရပေါ့အရှိန်မရှိဘူးဖြစ်နေရပေါ့နော်သူဒီလိုမျိုးထွက်လာတူတော့တကယ်ကိုအားကြမိပါတယ်မစက်လီရဲ့အယ်ဘမ်ကိုလည်းဒီနှစ်ကောင်ကြာအစောတက်မှာပါဟုတ်ဟုတ် အတွက်ကောကလေးလေးအတွက်ကောအဲ congratulations ပါဟုတ်ပြောပါရီတကယ်ချင်းတစ်ချင်းကအာသူရေးထားတဲ့တစ်ချင်းပေါ့နော်မစ္စနီကတော့ rap တွေဝင် rap ပဲဝင်ရေးထားပါဘောအဲ့တစ်ချင်းဆိုလဲတကယ်ချင်းတွေအတွက်အမှတ်တရဖြစ်အောင်ဟိုလူစွာပဲချိန်မှာဘာဖြစ်မှန်းမသိကြဘူးလေအခုလောအာအခုဆိုရင်ဒါလောကကြီးအရင်တရားပြတဲ့ကာလကြီးရောက်ရှိနေတဲ့အခါကျတော့ ငယ်ချင်းတွေဘယ်ချိန်မှာဘလို့ကွဲကွာမလဲဘလို့နေထားနဲ့ရှိကြမလဲမသိတော့စုံနေစေတွင်းမှာတစ်ချိန်လုံးအမတရားဖတ်ကြည့်ပါမယ်ဆိုပြီးတော့မစ္စတာတို့ဒါက तू อ่ะ तू อ่ะတစ်စင်စပြီးတော့ဥဆောင်ပြီးတော့မစ္စတာတို့ဖန်နီးပြစ်ခဲ့ရပါအဲ့တော့ဒီငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့လဲမစ္စတာတို့ငယ်ချင်းတွေအပေါင်းပြီးတော့လဲအခွေတစ်ခွေလုပ်ဖို့လဲရှိပါတယ်ဟုတ်ကဲ့ဟုတ် 研磨研演演，他给,、 mm，那他对，他对，好好，好好。 ဟုတ်ဒါကတော့ဘယ်လိုပြောရမလဲသူ့ဝါသနာနဲ့သူ့ရဲ့အလုပ်နဲ့သူထပ်ထူရမ်းကြွားရဲဟာပေါ့နော်ဟိုသူဆိုလဲငငယ်တွေကဒီအလုပ်ကိုယူယူသွွတ်နဲ့လုပ်ခဲ့ရလို့ဆိုတော့ဟိုတခြင်းမဆိုရရင်တခြင်းမလုပ်ရရင်တခြင်းမရရရင်အဲ့လိုမနေနိုင်ဘူးအဲ့လိုလှုပ်ချင်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးတရားဖြစ်တဲ့အတွက်ဟိုသူကတော့ကလေးပဲမွမွေကလေးမနေရဝယ်ရသူကသလုံးလိုမျိုးလုပ်နေမဲ့ထင်တယ်ခါကျသူကတော့အေးစိတ်မနာနေဘူးအဲ့လိုအဲ့လိုနားနေရတာကသူကပြေးတတယ်အဲ့လိုမျိုးအဲ့လိုနားနေရတာကသူမကြိုက်ဘူးသူကလိုအလုံးလုံးဝမပြောရဲတခြင်းလုံးဝမသူကပြောရဲဆို တော့လည်း strong မဖြစ်ဘူးမိဆက်တည်းကအဲသူ့ချက်ဆိုင်ပို့ပြီးတော့အဲခလေးဆန်တယ်မိဆက်တည်းကရဲ strong မဖြစ်ဘူးပေါ့နော်ဟိုဟာအဲမိဆက်တည်းကကြာတော့နည်းနည်းဘယ်လိုပြောမလဲအဲ့လိုကိုကလည်းနည်းနည်းမျောလွင့်တဲ့လူမျိုးပေါ့မျောလွင့်နေအလုံးမလုံးတာမဟုတ်တော့ကဲ ါဒါပေမဲ့သူကအကိုလုံးနိုင်တယ်မစ္စတီကတော့အဲ့လိုမျိုးတစ်ခါလေးကြာပြီးဆိုင်အတွက်အဲအဲ့လိုမျိုးအချိန်လေးတစ်ခုလုံးအပ်တယ်ပေါ့နော်အချားဟိုင်တဲ့အာယုံရဲတော့လာရင်မစ္စတီကဒီအချင်းနဲ့ပတ်သက်ရင်တိတ်ပြောသူ့လောက်မလုံးနိုင်သူကအရေးနဲ့လုံးနိုင်တယ်မစ္စတီကကြောင့်အချားအာယုံတော့ကြာပေါ်လာရင်တိတ်ပြောအာယုံကမရတော့တာမျိုးရှိတယ်သူကတော့ပြောတယ်သူ့ဘောပဲအရင်ကအဲ့လိုမျိုး အသွေးသားရကသူကအရင်စလောက်တာပေါ့နော်ပစ္စည်းဒီထက်စိတ်စလောက်တာကသူကအများကြီးစလောက်တယ်ပစ္စည်းတို့เนี่ยပုံစံချင်းမတူဘူးပေါ့အဲအမှန်တိုင်းပြောရင်ပစ္စည်းကကလေးဆန်တယ်ပေါ့နော်ဘာလို့လဲပြီမှာပါရေတွေကပုံစံဒီပုံစံပဲအသက်သာအသက်သာကြီးလာကိုယ့်အောင်မေ့တာအဲ့လိုမျိုးဆိုတော့ဟိုဟာဘာလို့ပြောမလဲအားတော့ကြားရင်ဒါပဲအဲ့လိုမျိုးကြောက်လဲကြောက်တယ်ကြောက်လဲကြောက်တယ်ဆိုတော့ဟိုဘောတာဝန်တစ်ခုပေါ့နော်ကလေးဆိုတာကြောင့်ကိုကဟိုဘာမှဖြစ်လာတဲ့အရာလေးကို ဘဝတွေကိုသူ့ကိုဖန်တီးပြီးတော့ဖန်တီးပြီးတော့ခေါ်လာတာပေါ့နော်အဲ့လိုမျိုးဆိုကိုကိုရိုင်းတော့ရင်းချက်တည်းရဲ့အချိန်အမဆိုင်မှာလည်းမဆိုင်လုတ်ချင်တဲ့ဟာအများကြီးရှိသေးတယ်ရင်းချက်တည်းရဲ့အချိန်ခလေးဆန်တည်းရဲ့အချိန်အမှန်တမ်းပြောယောက်ျားယူလာတော့မှအခုချိန်ကြီးအသားအသက်မကျဘူးအမှန်တမ်းပြော၃နှစ်တောင်ကျော်သွားတယ်ဒါပေမဲ့တဖြည်းဖြည်းတော့ကျလာပြီအဲ့ဟာကြီးကိုအဲ့လိုမျိုးအဲ့တော့အချိန်လေးယူချင်သေးတာပေါ့နော်အားတော့ကြပါတယ်ဒါပေမဲ့မဆိုင်ကြီးရဲ့ န်နီယာတော့လူကြောက်တော့မတူဘူးပေါ့နော်မစန်နီယာကြောင့်အဲ့လိုပေါ့မမားနဲ့အဲ့လိုမျိုးခလေးနဲ့ဆန်နေကလေးတော့အဲ့လိုမျိုးခလေးတယောက်ဟိုလိုခေါ်လာဖို့အတွက်မစန်နီမှာတာဝန်ယူနိုင်တဲ့အဲ့လိုခေါ်အားရအဲ့လိုစိတ်တွေမရှိသေးဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်ပေါ့ဟုတ်တော့အောင်ဒါခလေးကိုတော့လာအဲ့မပြောဟောသူကလည်းအဲဒီနေ့အလုပ်လုပ်ပဲမစ္စတာရောမြောက်ကပြောရမလဲအဲရေစာဘွားတတန်းအရန်တူတယ်ဆယ်လိုက်နဲ့ရှူထားတာကွာအဲ့လိုမျိုးဆိုတော့ ခုချိန်မှာနှစ်ယောက်က bonding ပြီးတော့ပြီးတော့တစ်ယောက်ကြောင်းတစ်ယောက်ကရဲသိကြပြီးဆိုပေမဲ့လည်းချက်ပေါ်ပြီးတော့အာဘယ်လိုပြောမလဲဟိုချက်ပေါ်ပြီးတော့ဒီကိစ္စတစ်ယောက်တည်းလို့ပြီးရသွားချင်သေးရဲ့ဟိုအိမ်မက်တွေကိုညှောက်ဝေးနေတယ်အဲ့လိုဖြတ်တန်းချင်သေးရဲ့ပေါ့နော်သူကလည်းငါပြောနှစ်ဖက်သုံးပြီးပါတယ်ကလည်းဘာမှဆက်လို့ pressure မပေးဘူးဘာဖြစ်ဆိုအစာရရမဆက်ရမယူသေးတယ်ကဒီဟာတွေကကြိုးပြီးတော့ဆက်ရတော့ discuss လုပ်ထားပြီးသားပေါ့ဟုတ်ကဲ့ဟိုချက်နေရာကကလေးလေးကပြူးပွေးလေးအဲ့လိုပြောသူ့အဖေနဲ့ပို့တူတယ်ပေါ့နော်သူ့အဖေရဲ့ ိုက်ကြီးရဲ့လွာကြီးခလေးရဲ့လွာကလုံးရတယ်ပေါ့နော်အဲ့တော့တကယ်လေးလွာအရာကိုပြောပါတကယ်လေးအားလုံးတော့ခလေးလေးကအကုန်လုံးချစ်စရာလေးဒါမဲ့တကယ်လေးခလေးလေးကိုအားလုံးအဲ့လိုစပြီးတော့တွေ့ရတယ်သူတို့ပြောဟာအန်တီလို့မခေါ်ပါမမလို့ပဲခေါ်အဲ့တော့မမလို့ပဲခေါ်ပါတို့ရှင်အဲ့လေအဲ့မပြောသူလည်းတကယ်ကြီးအကြောင်းသူလည်းမပြောလည်းမပြောဟုတ်တယ် တန်းတကယ်စီကခေါင်းနေရောခလေးပါခေါင်းအောင်မှာဆိုတော့ तू ကလည်းမပြောညီမလေးပေါ့အဲ့ပေါ့သူပါလေးမဟုတ်ညီမလေးတော့ဟုတ်တယ်မမမမ ရှိတယ်လို့မဆက်ပြရလဲဒီချိန်ထိအဲ့မကြီးပဲနဲ့လက်ဝဲရည်လူချရဲအဲ့လိုမျိုးပေါ့နှစ်ယောက် motivation နဲ့ပေးပြီးတော့အဲ့လိုမျိုးအများကြီးရှိနေခဲ့တကယ်ချင်းကောင်းပေါ့နော်အဲ့တော့တကယ်ချင်းရဲ့ဒီ phoenix ကအရင် phoenix ကအရောက်ဝင်ပါရဲ့အာနောက်ထပ်လည်းမဆက်ရဘူးခွားရအများကြီးပေးပြီးတော့အများကြီးချစ်ပေးပါအောင်လို့ဒီနေ့ရဲ့အခွေကိုလည်းပြည်သက်တွေအားလုံးအားကျင်းနေကြမယ်လို့ထင်ပါတယ်ဒီတချင်းတွေအရင်ကောင်းပါတယ်လို့ပြည်သက်တွေအားပေးပါအောင်ပါတယ်